တနင်္သာရီတိုင်းတဝဲခရိုင်နောင်လုံမြို့နယ်ရှိမောင်းမကန်ရဲစခန်းကိုပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့မနက်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့ကြပါတယ်။မောင်းမကန်ရဲစခန်းမှာစစ်ကောင်မရှင်လောက်ခန့်ရဲပြည်သူစစ်နဲ့တပ်သား60လောက်ရှိပြီးတော်လိုင်းတပ်ဖွဲ့တွေကစစ်ကောင်မရှင်ရဲ့ကြီးရည်လေးတိုက်ခိုက်မှုတွေကြားကစခန်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့အထူးတိုင်းစစ်ဌာနစီကတည်ရပါတယ်။ ိုက်ပွဲကြာချိန်3နာရီတွင်စခန်းသိမ်းနိုင်ခဲ့တာဖြစ်ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်12ဦးသေဆုံးက10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအယောက်30ကျော်မှာစခန်းဆုံးခွာထွက်ပြေးသွားတယ်လို့လည်းသိရှိရပါတယ်။သူတို့ကတိုက်ရဲတဲ့အနေထားတော့မရှိဘူး။ကျွန်တော်တို့တိုက်ပြီးတာနဲ့ကျွန်တော်တို့စခန်းထဲကိုဝင်စီးနိုင်တယ်။စခန်းထဲမှာပစ္စည်းယူနေတဲ့အချိန်ရန်သူကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံးနှလုံးလာချတယ်။ပြီးတော့ရေတပ်ကတောက်လျှောက်ပစ်ကူပေးပြီးတနေကုန်မဲ့သူတို့ပစ်တယ်။ စခန်းတိုက်ခိုက်ခံရပြီဆိုတာနဲ့ကြီးရည်လေးတောင်းလျှောက်ဖိပီးတိုက်တဲ့အနေအထားမျိုးရှိပါတယ်လို့အမှတ်33နီးပြဝါမူရဲဘော်စောရာကိုက ERI Times ကိုပြောပါရယ်အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်းတွန်လိုင်းတပ်ဖွဲ့ဝင်တဦးကြဆုံးခဲ့ရတယ်လို့အထူးတိုင်းစစ်ဌာနစီကသိရပါရယ်ရဲစခန်းကိုစခန်းသိမ်းပိုက်ပြီးနောက် UC တနက်6လက် G3 9လက် Shotgun Smoke Gun 2လက် ကွန်မန်ဒိုစိန်မြောင်းနှစ်လက်ခြောက်လုံးပြူလေးလက်ပါဝင်လက်နက်မျိုးစုံ22လက်နဲ့ဂျမ်းမာ12လုံးပါဝင်ခရမ်းများစွာကိုလည်းတင်စီရမိခဲ့ပါတယ်။ရဲစခန်းဆိုတော့မြို့နယ်နီးနီးလေးတိတ်မဝေးဘူး။ရန်သူဘက်ကအဓိကလက်နာကတော့မြို့ပါထက်ပြီးတော့တိုက်ခိုက်ခံရမယ့်အနေအထားမျိုးသဘောမျိုးကိုစိုးရိမ်မှုရှိတယ်။ကျွန်တော်တို့တွန်လိုင်းတက်တွေကလည်းမြို့နားမှာပဲဝင်ကြိတ်တာပါလို့ရဲဘော်စောရာကိုကဆက်လက်ပြောပါရတယ်။ ဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်မှတ်စ်စစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနကိုခဲမှုအောက်ရှိနီးပြူဝါ33ဒေါနာတန်ရင်တက်ခွဲလေး KPDF တက်ခွဲ9 LPDF နဲ့တူတဝဲခရိုင်တပ်ပေါင်းစု DNLA ဒုကရစစ်ကြောင်းရမညမွန်တက်တော်ဖက်ဒရယ်ဒူဝန်ကျဲတက်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်